မင်္ဂလာပါခင်ဗျာဒီနေ့ပြုံမှာတော့တစ်တွန်နီကိုပြန်လည်မျှဝေပေးပါမယ်တစ်တွက်တဲ့အခါတစ်ကိုဘယ်လိုမျိုးတန်ဖွဲ့ရမလဲတန်ဖွဲ့ပြီးရတစ်ကိုဟိုကတဒံလုံးမလို့ခြင်းတော့မှာရဲ့အပိုင်းလိုက်ဘယ်လိုမျိုးဝယ်ယူရမလဲဝယ်ယူတဲ့အခါမှာလဲကာလတန်ဖိုးပေါ်မူတည်ပြီးရောဘယ်လိုမျိုးတွက်ချက်ပြီးရောဘဏ္ဍတံမှာဘလောက်ဆိုပြီးရောအသေးစိတ်ကိုဘယ်လိုမျိုးတွက်ရမလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာအကျယ်တဝင်းပြန်လည်ရှင်းပြပေးပါမယ်ဒီနေ့ဗီဒီယိုမှာအဓိကတွက်ပြပေးမယ့်တင်မျိုးစားကတော့ ၃နှစ်တွင်ဒီပဲဖြစ်ပါတယ်။၃နှစ်ကိုအဓိကထားတွက်ပြရတဲ့ဆိုပေမဲ့လည်းအခြားတစ်တွေကိုလည်းဒီနည်းလမ်းကိုအသုံးပြုပြီးတော့လည်းကိုယ်တိုင်ကိုယ်ကျပဲတစ်တန်ကိုဖွဲ့ပြီးတော့တွက်လို့ရတယ်လို့ဖွဲ့ပြီးရတစ်ကိုလည်းကာလပေါက်စေမွေစေးပုံမှာမူတည်ပြီးတော့ဘယ်လိုမျိုးဝေယူရမယ်ဆိုအောင်လည်းသိရှိနားလည်တော့မှဖြစ်ပါတယ်။ Okay ဒါဆိုရင်ဘယ်လိုမျိုးတွက်မယ်ဆိုအောင်လေ့လာကြည့်အောင်ပထမဆုံးအနေနဲ့တည်ထားမှာကတော့တစ်တန်မှာရှိတဲ့စံနှုန်းဖြစ်ပါတယ်။ တစ်တံမှာရှိမဲ့စံနှုန်းကတော့8200ပေးစံနှုန်းဖြစ်ပါတယ်။ဒါကတော့ပေနဲ့တွန်နီဖြစ်ပါတယ်။တစ်တွက်တဲ့အခါပေနဲ့တွန်နီကအရန်ကိုလွယ်ကူပါတယ်။အရန်လည်းရွှေရှင်ပါတယ်။ဒါဆိုရင်တစ်ကိုဘယ်လိုမျိုးတွန်မလဲ8200စံနှုန်းကိုထားပြီးတော့တခြားတစ်တွေကိုလည်းလွယ်လွယ်ကူကူပဲတွက်လို့ရပါပြီ။တန်ဖွဲ့လို့ရပါပြီ။ဒါဆိုရင်8200ကဘယ်လိုလဲ။ 9200ဆိုတာကတော့တလမပက်လေဒေတာတချောင်းက pH 9200ဆိုရင်တော့ဒါဟာတစ်တန်နဲ့ညီများရဲ့လို့ဆိုလို့ရပါတယ်တလမပက်လေဒေတာချောင်းဆိုတာကတော့ဒူးကလည်းတလမရှိပါမယ်ပြက်ကလည်းတလမရှိပါမယ်အားလုံးကတလမပက်လေဖြစ်ရပါမယ်အဲ့ဒီတလမပက်လေဒေတာချောင်းကသူ့ကိုတချောင်းချင်းချင်းဆက်လိုက်မယ်ဆိုရင်တော့ pH က9200 pH ရှိတယ်ဆိုရင်တော့ဒါဟာ ဒီတလမပတ်လေဒေတာရှင်ရဲ့တစ်တတန်လို့တတ်မှတ်ထားပါဗျ။ဒါကတော့တစ်တတန်ပေါ့နော်။ဆန်နှုန်းတစ်ခုအနေနဲ့ပြောရချင်းဖြစ်ပါတယ်။အခြားတစ်တွေလည်းဒီနည်းလမ်းကိုပဲအတုံးပြုပြရပါမယ်။ဥပမာအနေနဲ့၃နှစ်ကိုတွက်ပြပေးပါမယ်။တစ်တွက်မယ်ဆိုရင်တော့ဘေးတစ်အမျိုးအစားအတွက်တွက်ဒုနဲ့ပြက်ကိုအရင်ဆုံးမြှောက်ပေးရမှာဖြစ်ပါတယ်။မြှောက်ပြီးရလာလဲရလဲနဲ့အခုနဆန်နှုန်း9200ကိုတီးပြီးရောစားပေးရမှာဖြစ်ပါတယ်။ဥပမာ၃နှစ်ကိုတွက်ပြပေးပါမယ်။၃နှစ်ဆိုတော့ပြက်က၃လမှရှိပါမယ်။ သူဟာနှစ်လမရှိပါမယ်ဒါဆိုရင်၃အမြောက်နှစ်ဆိုရင်လျှောက်ရပါမယ်၆ဆိုတော့အခုနစံနှုန်း9200ကိုအရင်ဆုံးရေးလိုက်ပါမယ်9200ကိုတီးပြီးတော့6နဲ့စားပေးပါမယ်ဒါဆိုရင် ခုန3နှစ်မှာမြောက်တဲ့ရာလက်ကဒုနဲ့ပြန်နဲ့မြောက်တဲ့ရာလက်က6ဖြစ်ပါတယ်ဒါဆိုရင်6နဲ့စားလိုက်မယ်ဆိုရင်တော့1200ရပါတယ်ဒါဆိုရင်3နှစ်လည်းဖြစ်တယ် pH ရှိက1200ဆိုရင်တော့ဒါဟာ3နှစ်တတန်ပဲဖြစ်ပါတယ် နောက်တနည်းထပ်ပြီးတော့တွက်ပြပေးပါမယ်နောက်တနည်းကတော့၄နှစ်ဖြစ်ပါတယ်၄နှစ်ဆိုတော့ဒူပါလဲနှစ်လမရှိပါမယ်ပြက်ကလေးလမရှိပါမယ်ဒါဆိုရင်၄အမြောက်နှစ်ဆိုရင်၈ရပါမယ်၈ဆိုတော့အခုနဆန်နှုန်းက9200ဆိုရင်တော့ခုနောက်နေရအစား၈နဲ့စားလိုက်မယ်ဆိုရင်တော့900ရရပါမယ်။ဒါဆိုရင်၄နှစ်ဖြစ်ရမယ်။ PH ရ900ဆိုရင်တော့ဒါက၄နှစ်တန်တန်ပဲဖြစ်ပါတယ်။ နောက်တစ်နည်းထပ်ပြီးတော့ရှင်းတော့အောင်တွက်ပြပြပါမယ်9နှစ်ကိုတွက်ပြပြပါမယ်9နှစ်ဆိုတော့ပြက်ကား9လမ်းမှရှိပါမယ်9အမြောက်ဒူဝါနှစ်လမ်းမှာဖြစ်ပါမယ်9နဲ့လီ30ဖြစ်ပါတယ်ဆန်နှုန်းက9000နေရာဖြစ်ပါတယ်9000နေရာကိုတီလိုက်ပါမယ်ပြရနဲ့အစာခုနဒူးနဲ့ပြန်နဲ့မြှောက်လိုက်ရလက်က30ဖြစ်ပါတယ်30နဲ့စားလိုက်မှဆိုရင်တော့920ဖြစ်ပါတယ်ဒါဆိုရင်9နှစ်လည်းဖြစ်ရမယ်ပေရှီက920ဆိုရင်တော့ဒါ9နှစ်တန်တန်ပဲဖြစ်ပါတယ် ကျွန်တော်အဓိကတွေ့ပြပေးမယ့်တစ်ကတော့၃နှစ်ဖြစ်တဲ့အတွက်၃နှစ်ကိုပဲထပ်ပြီးတော့တွေ့ပြပေးပါမယ်၃နှစ်ဆိုတော့ပြက်ကား၃လမ်းမှဒူးက၂လမ်းမှဆိုရင်တော့၃၄၆ဖြစ်ပါတယ်ဆက်နှုန်းတစ်ခုက8200ဆိုတော့ကျွန်တော်တို့က8200ကိုအရင်ဆုံးတည်လိုက်ပါမယ်အစား၆နှစ်စားလိုက်မယ်ဆိုရင်တော့ဒါဟာပေးအရှိ1200ရပါမယ်ဒါဟာ၃နှစ်တတမှာရှိတဲ့ပေးအရှိဖြစ်ပါတယ်ဒါဆိုရင်ပေးအရှိတည်ပြီဆိုရင်တော့အချောင်းရည်အသေးစိတ်ကိုဘယ်လိုမျိုးတွက်မလဲ အချောင်းရဲ့ဒေစိတ်တွက်မယ်ဆိုရင်တော့ကိုက၃နှစ်ကဘယ်နှပေမှာဘယ်နှချောင်းယူမယ်ဆိုတော့တည်ရမှာဖြစ်ပါတယ်။ဥမာကိုက၃နှစ်ကို15ပြည့်အချောင်းလိုချင်တယ်ဆိုရင်တော့15ပြည့်ဘယ်နှချောင်းမှာတစ်တန်ပြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးတွက်လို့ရပါတယ်။15ပြည့်လိုချင်တယ်ဆိုရင်တော့အစာပြရနဲ့15နဲ့စားလိုက်မယ်ဆိုရင်တော့ဒါဆိုရင်အချောင်း80ရမယ်ဖြစ်ပါတယ်။ဒါဆိုရင်ကိုကတန်ဝဲလိုချင်တယ်ဆိုရင်တော့အချောင်း40ရမယ်ပေါ့နော်။ဖြည်းဖြည်းချင်းကိုလိုချင်တော့ထပ်ပြီးတော့ပေါင်းနှုတ်မြောက်စားနဲ့ပတ်ကြည့်လို့ရပါတယ်။ တကယ်လို့ကိုက15ပေမလိုချင်ဘူး။ပေအပြေး18ပေလိုချင်တယ်ဆိုရင်တော့အခုနောက်၃နှစ်တရံမှာရှိတဲ့ပေအရှိက1200ဆိုရင်1200အစား17နှစ်18ပေလိုချင်17နှစ်စားလိုက်မယ်ဆိုရင်60နှစ်6ချောင်းတန်ဝဲလိုချင်တယ်ဆိုရင်တော့30ကျော်ပဲရမယ်ပေါ့နော်။33ချောင်းကျော်ပဲရမယ်။ဆိုရင်တော့တက်တန်ကိုဘယ်လိုမျိုးတန်ဖွဲ့ရမယ်ဆိုအောင်နားလည်တော့လောက်ပြီးတူထင်ပါတယ်။ဒါဆိုရင်မွေကြီးကိုဘယ်လိုမျိုးတွက်မလဲ။ဥပမာတက်တန်ကကာလာပေါက်ဆေး73ဒိန်းဆိုရင်ကျွန်တော်တို့က73ဒိန်းကိုအရင်ဆုံးရေးလိုက်ပါမယ်။ ဆက်တဲ့တင်ရေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကတုံးနှစ်ဝယ်မယ်ဆိုရင်တော့တုံးနှစ်ရဲ့ပေးအရှင်နဲ့စားပေးရမယ်၄နှစ်ဝယ်မယ်ဆိုရင်တော့၄နှစ်ရဲ့ပေးအရှင်နဲ့စားပေးရမယ်၅နှစ်ဝယ်မယ်ဆိုရင်တော့၅နှစ်ရဲ့ပေးအရှင်နဲ့စားပေးရမယ်ဖြစ်ပါတယ်ပေးအရှင်ကိုဘယ်လိုမျိုးတွေ့ရမယ်ဆိုတော့ကျွန်တော်ရှေ့ပိုင်းလေးမှာပြောထားပေးရရဲ့အဲ့ဒီပေးအရှင်နဲ့ကျွန်တော်တို့ကကာလပေါင်စီနဲ့ထပ်ပြီးတော့စားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကတပေစီကိုရမယ်ပေါ့နော်โอเคတွေ့ကြည့်အောင် စတတင်းကိုရေးပြီးသွားပြီဆိုရင်တော့အစားကိုရေးလိုက်မယ်အခုန3နှစ်တတံမှာရှိတဲ့ပေးရှည်ရ1200ဆိုရင်တော့1200နဲ့စားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကတပေးဈေးနှုန်းကထွက်လာမှာဖြစ်တယ်ဒါဆိုရင်တော့930နဲ့6ကျက်တပေးဈေးနှုန်းရည်ကျွန်တော်တို့က15ပြီအချောင်းလိုချင်နေဆိုရင်တော့အမြောက်15နဲ့မြောက်လိုက်မယ်ဆိုရင်ဒါဆိုရင်3နှစ်တချောင်းက15ပြီဆိုရင်တော့ 13,950ကျမယ်တကယ်လို့ကိုက18ပေလိုချင်တယ်ဆိုရင်တော့18နဲ့ညှောက်လိုက်မယ်ဆိုရင်တော့16,500ကျမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့က15ပေနဲ့အရင်ဆုံးမြှောက်ကြည့်မယ်7ကိုပြန်ဖြတ်လိုက်မယ်9ရေးလိုက်မယ်ဒါဆိုရင်13,950ကျမယ်โอเคဒါဆိုရင်ကျွန်တော်တို့က၃နှစ်တစ်ချောင်းက15ပြည့်တစ်ချောင်းဆိုရင်13,950ကျမယ်။ကိုက10ချောင်းလုံမယ်ဆိုရင်တော့အမြောက်10နဲ့မြောက်လိုက်မယ်ဆိုရင်တော့ 9500ကြမယ်ပေါ့နော်ကိုလိုကျွန်တော်မြောက်ပေးရမယ်ပေါ့နော်ပေါင်းနှုတ်မြောက်စားရရင်တော့ရပါပြီပေါ့နော်အခြားတစ်တွေလည်းဒီနီလောင်းအတုံးပြီးရောအတုံးပြလို့ရတယ်ပေါ့နော်ကာလာပေါစေမွေစေးပေါ်မူတည်ပြီးရောတစ်တတမှာရှိတဲ့ pH နဲ့တွက်ပြရမယ်ပေါ့နော်ကိုက3နှစ်ဆိုရင်3နှစ် pH နဲ့တွက်ပြရမယ်6နှစ်ဝယ်ခြင်း6နှစ် pH နဲ့တွက်ပြရမယ်9နှစ်လိုခြင်း9နှစ် pH နဲ့တွက်ပြရမယ်ပေါ့နော်ဒါဆိုရင်တော့ဘေးတိအမျိုးသားမှာဆိုရင်ဘယ်လိုမျိုးတွက်ရမလဲဘယ်လိုမျိုးတန်ဖွဲ့ရမလဲဘယ်လိုမျိုးမွေယူရမလဲဆိုတော့နားလည်တော့လို့ထင်ပါတယ်